်းလာပါရှင်။တန်လဲထမ်းမြေနိုဝင်ဘာလ18ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လဲထမ်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လဲထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပါပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းကကြေးရွာနှံရွာကိုစစ်တပ်မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့တွင် ရေးမှာတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ဆေးမှုတွေတင်းကျပ်ထားတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့အခွန်အကန်ဒေါ်လာတန်900ပေးဆောင်မှုဝန်ကြီးချုပ်ဟောင်းတက်စင်ကို ထိုင်းတရားရုံးအမိန့်ချလိုက်တဲ့သတင်းပြင်းထန်သော Rafael တိုက်လေရင်အစည်းတရာကိုယူကရိန်းလက်ခံရရှိမဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ထဲစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်ဟာတိန်ကုန်းကျေးရွာနဲ့ကတွဲကျေးရွာတို့ကနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကတာလင်ထမ်းမှုပြောပါရယ်စစ်ကောင်ရှင်တပ်စစ်ကြောင်းဟာနိုဝင်ဘာလ12ရက်နေ့ကတိန်ကုန်းကျေးရွာကိုမိရှုခဲ့တာဖြစ်ပြီးနိုဝင်ဘာလ13ရက်နေ့မှာတော့တကွဲကျေးရွာကနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တာဖြစ်ပါရယ် စစ်ကောင်ရှင်တက်စစ်ကြောင်းဟာနိုဝင်ဘာလ12ရက်နေ့ကတန်ကုန်ကျေးရွာကိုမိရှို့ခဲ့တာဖြစ်ပြီးနိုဝင်ဘာလ13ရက်နေ့မှာတော့ကတွဲကျေးရွာကနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်စစ်ကောင်ရှင်တပ်ရဲ့မိရှို့ဖျက်ဆီးမှုကြောင့်နေအိမ်လေးလုံးထပ်မံနေမိလောင်ပျက်စီးခဲ့ပြီးလက်ရှိမှာတော့စစ်ကောင်ရှင်တပ်ဟာကကြွဲကျေးရွာထိမ်းမှာတက်ဆွဲထားပါတယ် ကတွဲကျေးရွာမှာတက်ဆွဲနေထိုင်နေတဲ့စစ်ကောင်ရှင်တပ်ဟာကျေးရွာအတွင်းရှိနေအိမ်တွေမှာတကောင်စင်းလိုက်လံကောက်ယူနေပြီးမဲပေးချဖို့အတွက်ဖိအားပေးနေတာတွေရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်ရှင်စစ်ကောင်ရှင်တက်စစ်ကြောင်းထိုးလာတဲ့အတွက်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေပြီးစစ်ကောင်ရှင်တက်စစ်ကြောင်းပြတ်မဆုပ်သေးတာကြောင့်တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တောင်းရှိသူတွေရဲ့ပြပြကြဲအရသိရပါဗျ။ ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလည်းစစ်ကောင်ဖြင့်တက်ဟာတရချောင်းမြို့နယ်လဘကျေးရွာထဲမှာရှိတဲ့နေအိမ်39လုံးထံမင်းကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်ရှင်။မိုးပြင်းနဲ့ရေးမြို့နယ်လိပ်ပုတ်ကျေးရွာအနီးမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်ဖြင့်တက်ကကျေးရွာချင်းဆက်လမ်းမိုင်းတွေမှာပိတ်ဆို့ဆစ်ဆေးမှုတွေလုံဆောင်နေတယ်လို့ဒေသခံတွေကတန်လင်းထမ်းမှုပြောပါရယ်။ ပြီးခဲ့တဲ့နိုဗင်ဘာလ15ရက်နေ့ကအင်အားတရာကျော်ပါတဲ့စစ်ကောင်ရှင်တက်စစ်ကြောင်းထိုးလာတာကြောင့်လက်ပုတ်ကျေးရွာအနီးမှာတော်လန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ရေဘလူးအဖွဲ့နဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်ရှင်တက်ဟာမန္တလေးချောင်းကျေးရွာဘက်ကိုပြန်ဆုတ်လာပြီးပိတ်ဆို့စစ်ဆေးမှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်ရှင်တက်ဟာ ရေးမျိုးဘက်ကိုလာမဲ့ဒေတာခံတွေကိုလည်းဖြတ်တန်းသွားလာခွင့်ပိတ်ပင်ထားတာကြောင့်ဒေတာခံတွေဟာခြံထွက်ပစ္စည်းတွေရောင်းချဖို့နဲ့စားတောက်ကုန်တွေဝယ်ယူဖို့အခက်ကြုံတွေ့နေရပါတယ်။လေပုတ်ကျေးရွာထဲမှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဒေသခံတအူကြီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဖုန်ကြီးကျောင်းနဲ့နေအိမ်တချို့လည်းထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ဒေသခံတွေထံကလည်းသိရပါဗျ။ စစ်ကောင်ရှင်တဟာယခုလအတွင်းတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ရင်းမြစ်နယ်ကကြေးရွာတွေကိုအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတာကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်းပြန်လည်ဖြစ်ပွားနေပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။အခွန်ကန်ဒေါ်လာတန်900ပေးဆောင်မှုအတွက်ဝန်ကြီးချုပ်ဟောင်းသက်စင်ကိုထိုင်းတရားရုံးအမိန့်ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းကိုတော့ဘဲဘက်ကပြပြပေးထားပါရရှင်ထောင်ချခံရတဲ့ဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝါထရပိုင်ဆိုင်တဲ့ဆက်သွယ်ရေးလုပ်ငန်းကိုရောင်းချမှုအတွက်အခွန်ပေးရမယ်လို့ထိုင်းနိုင်ငံတော်တရားရုံးကနိုဝင်ဘာလ18ရက်မှာညွှန်ကြားလိုက်ပြီးသူပေးဆောင်ရမယ်ငွေပမာဏကန်ဒေါ်လာတန်900အထိရှိတယ်လို့သတင်းတွေမှာဖော်ပြပါတယ် 2006ခုနှစ်အတွင်းသဆင်ဟာအချင်းပြတ်ချစားမှုဆွဆွဲချက်တွေနဲ့ဆွဲချက်တင်ခံခဲ့ရပြီးသူ့ကုမ္ပဏီ Shinkop ရဲ့ share တွေကိုအခွန်မဆောင်ပဲရောင်းချမှုနဲ့ပတ်သက်လို့အငင်းပွားမှုတွေနဲ့ကြုံတွေ့ခဲ့ရတာပါ။အဒီနေနောက်ပိုင်းမှာသူဟာအာနာသိမ့်မှုအတွင်ဝန်ကြီးချုပ်ယာဒူကနေထုတ်ပယ်ခံခဲ့ရပြီးရှယ်စုနှစ်တစုကျော်ကြာတဲ့အထိပြည်ပမှာတင်းရှောင်နေခဲ့ပါတယ် ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲကတယောက်ဖြစ်တဲ့အသက်86နှစ်အရွယ်နိုင်ငံရေးသမားတက်ဆင်ဟာသူအာနာရှိစဉ်ကာလအတွင်းအချင်းပြတ်ချစားမှုအတွက်ဗန်ကောက်မှာလောလောဆယ်ထောင်နဲ့ကြာခံနေရပါတယ်။ အခွန်အမှုအတွင်အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုနိုင်ငံတော်တရားရုံးကနိုဝင်ဘာလ18ရက်ပြန်ပြင်အမိန့်ချခဲ့တာကြောင့်တပ်ဆင်အနေနဲ့ဝင်ငွေဌာနသို့အခွန်ပေးဆောင်ရတော့မှာဖြစ်တယ်လို့တရားရုံးပြောရေးဆိုခွင့်ရှိသူစူရီယန်က AFP သတင်းဌာနကိုပြောပါတယ်တရားရုံးကအခုလိုဆုံးဖြတ်ရတဲ့အကြောင်းရင်းကိုရောတပ်ဆင်ပေးဆောင်ရမယ့်အခွန်ပမာဏကိုရောပြောခွင့်ရစူရီယန်ကထုတ်မပြောပါဘူးသတင်းမီဒီယာတွေအများကြီးကတော့တပ်ဆင်အနေနဲ့အခွန်တွေအပြင်ဒန်ဈေးကန်ဒေါ်လာတန်940ပေးဆောင်ရလိမ့်မယ်လို့ဖော်ပြ ထားပါတယ်။အခွန်အရာရှိတွေကတဆင်ပေးဆောင်ရမယ့်အခွန်ပမာဏကို2019ခုနှစ်မှာကန်ဒေါ်လာတန်900သို့လျှော့ချသတ်မှတ်ခဲ့ပါတယ်။ဒါကြောင့်ပဲလူပိန်းကျိုင်နိုင်ငံရေးသမားနဲ့စစ်တပ်အင်အားစုတွေကြားနိုင်ငံရေးဆိုင်ရာအငင်းပွားမှုဗဟုသက်နေရာမှာရှိနေတဲ့အငင်းပွားမှုပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ရှင်းကော်ကုမ္ပဏီကိုစင်ကာပူနိုင်ငံရှိ Thammasat Holding ကုမ္ပဏီထံ2006ခုနှစ်မှာရောင်းချမှုအတွက်တက်ဆင်အခွန်ဆောင်တင်သလားဆိုတာကအဓိကအငင်းပွားနေတဲ့ကိစ္စဖြစ်ပါတယ်။ သူကိုယာရုကထုတ်ပယ်ခဲ့တဲ့အာနာသိမ့်မှုအတွင်းဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးတဆင်ထောက်ခံသူတွေနဲ့စန့်ကျင်သူတွေကြားနှစ်များစွာကြာပြိပခါတွေဖြစ်ပြီးနိုင်ငံရေးမတည်ငြိမ်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်ရှင်နာဝဒရမိသားစုဟာထိုင်းနိုင်ငံရဲ့စစ်တပ်လူလာတဲ့နန်းတော်လူလာတဲ့ထိတ်တန်းလွှာရဲ့အဓိကရန်သူဖြစ်ခဲ့တာဆယ်စုနှစ်နှစ်စုကျော်ကြာမြင့်ခဲ့ပါတယ်။ ဒါပေမဲ့တဆင်ရဲ့တမိဖြစ်သူပေးသွန်ထံဝန်ကြီးချုပ်ယာဒုကထုတ်ပယ်ခံရမှုအပါအဝင်ရှင်နာဝဒရာမီတာစုဟာဥပဒေဆိုင်ရာနဲ့နိုင်ငံရေးဆိုင်ရာဆုံးရမှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ပါတယ်။ပေတုံတန်ဟာကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့နယ်စပ်ပြဿနာကိုဂင်တွဲရာမှာကျင်းဝတ်ချူဖောက်တဲ့ဆိုပြီးတရားရုံးကဩဂတ်စ်လအတွင်းဝန်ကြီးချုပ်ယာတူကနေထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ပြင်းထန်ထုတ် Rafael တိုက်လေရင်အစည်းတရာကိုယူကရိန်းလက်ခံရရှိမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ဝိုင်းကြီးကတင်ဆက်ပေးထားပါရရှင်။ရုရှားရဲ့ဆိုးရတဲ့တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ယူကရိန်းရဲ့စွမ်းရည်ကိုအားဖြည့်ပေးမဲ့အဓိကသဘောတူညီချက်အနေနဲ့ Kiev ဆိုရဟာပြင်သစ်ထုတ် Rafale တိုက်လေရင်အစီးတရာအပြင်အစစ်မြေလေကြောင်းရန်ကာကွယ်စနစ်တွေလက်ခံရရှိမှာဖြစ်ပါသည်။ ပါရီမျိုးအနီးလေးတဲ့ခြေဆိုင်စခန်းတစ်ခုမှာပြည်ထောင်သမ္မတမက်ခရွန်နဲ့သဘောတူညီမှုလက်မှတ်ရေးထိုးပြီးတဲ့နောက်ယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီကအခုလိုတမန်ဝင်လုပ်ရက်ကိုကြိုဆိုခဲ့ပါသည်။ Reflect F4 အမျိုးအစားတိုက်လီရင်တွေကို2035ခုနှစ်မှာအပြီးပေးပို့သွားမှာဖြစ်ပြီးဂျားပြတ်တာစီရဲ့ drone တွေကိုအခုနှစ်ကစတင်ပြီးတော့ပူပေါင်းထုတ်လုပ်သွားမှာဖြစ်ပါသည်။ဗန္ဒာယီဆိုင်ရာအသေးစိတ်တမတ်ချက်တွေကိုမရှိစင်ရသေးပေမဲ့ပြည်ထောင်ကရမွေထောက်ပံ့ရေး EU ကိုဆွဲဆောင်မှုနဲ့တင်းစီထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုထုတ်သုံးဖို့စီစဉ်ထားပါသည်။ ရုရှားပိုင်ဆိုင်မှုတွေကိုထုတ်သုံးမယ်အငင်းပွားပွဲကိစ္စနဲ့ပတ်သက်လို့အဖွဲ့ဝင်28နိုင်ငံပါဝင်တဲ့ EU အဖွဲ့အတွင်းသဘောထားကွဲလွဲမှုတွေရှိနေပါသေးဒါကလာမယ့်နှစ်ကစတင်ပြီးတော့10နှစ်ကြာမြင့်မဲ့မဟာဗျူဟာမြောက်သဘောတူညီမှုဖြစ်တယ်လို့သမ္မတဇီလန်စကီကနိုဝင်ဘာ18ရက်ပူရဲသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ယူကရိန်းနေနဲ့အရန်အကောင်နဲ့ပြင်သစ်ရေဒါတွေနဲ့လေကြောင်းရကာကွယ်စနစ်ရှိဖို့အပြင်တခြားအဆင့်မြင့်လက်နက်တွေလည်းရရှိအောင်မှာဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောပါလိမ့် အဲ့ဒီလိုလေချောင်းရံကာကွယ်စနစ်တွေအသုံးပြုရင်လူတွေရဲ့အသက်ကိုကာကွယ်ပေးနိုင်မှာဖြစ်ပြီးအရန်ရေးကြည့်တဲ့ကိစ္စဖြစ်တယ်လို့သမ္မတဇီလန်စကီကဆိုတာပါယူကရိန်းရဲ့စွန့်ရင်နဲ့ယထာလက်အခြေခံအဆောက်အုံတွေကိုပြတ်မှတ်ထားပြီးတော့ရုရှားကမကြတိခင်လတွေအတွင်း drone တွေဒုံးကျည်တွေနဲ့အရှိန်မြင့်တိုက်ခိုက်ခဲ့တာကြောင့်ယူကရိန်းနိုင်ငံတော်ကတအားပြတ်တောက်မှုတွေဖြစ်ပေါ်နေပါပြီ။အဲ့လိုတိုက်ခိုက်မှုတွေအတွင်းအရသာအများပြားတည်ဆုံးခဲ့ပြီးအနောက်တိုင်းကရုရှားဟာစစ်ရာဇဝတ်မှုတွေကျွလွနေတာဖြစ်တယ်လို့ပြောထားပါတယ်။ယူကရိန်းအရှိန်မြောက်ပိုင်းမှာရှိတဲ့ဗလတီယာမြို့ကိုရုရှားရဲ့နောက်ဆုံးတိုက်ခိုက်မှုအတွင်း လူသုံးသေဆုံးပြီးတော့15ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံရရှိတွေကပြောပါတယ်။ဇလန်စကီနဲ့အတူပြောကြရမှာသမ္မတမက်ခရွန်ကယူကရိန်းစစ်တပ်ပြန်လည်အားဖြည့်ဖို့လိုအပ်တဲ့ reflect တက်လျင်တွေပေးနိုင်ဖို့ကိုမိမိတို့စီစဉ်နေတယ်လို့ပြောပါတယ်။ယူကရိန်းအတွက်နောက်ထပ်ဘလို့ NDA တွေပဲလာလာကြိုတင်ပြင်ဆင်ထားဖို့အကူအညီပေးချင်တယ်လို့သမ္မတမက်ခရွန်ကဆိုတာပါ။ယူကရိန်းနယ်စပ်မြို့တွေတာဝေးလီကြောင်တိုက်ခိုက်ခံရချိန်မှာကာကွယ်ဖို့အင်အားမရှိသလောက်ဖြစ်နေတာကြောင့် reflect တက်လျင်တွေဟာယူကရိန်းဝင်ဟင်ကာကွယ်ဖို့အရေးပါပါတယ်။ဒါဟာရေရှည်နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်ပေမဲ့ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုအရှိန်ဟုန်ကိုတိတိတသာပြောင်းလဲသွားစေလိမ့်မယ်လို့မျှော်လင့်ထားသူအနည်းငယ်ပဲရှိပါတယ်အနောက်တိုင်းကပြပိုးတဲ့လက်နက်တွေဟာလေ့ကျင့်ပေးရေးပို့ဆောင်ရေးတို့နဲ့မှပို့ပြီးတော့ထိရောက်မှုရှိတာဖြစ်ပါတယ်။ဂျာမနီထုတ် Leopard 2တက်ချက်ကကားရီနဲ့ American ရဲ့ F16 တိုက်လေယာဉ်တွေကိုတုံးမယ်ဆိုရင်အပြင်းထန်လေ့ကျင့်မှုတွေထောက်ပံ့ရေးဝန်ထမ်းတွေနဲ့အပိုပစ္စည်းတွေအများကြီးလိုအပ်မှာဖြစ်ကြောင်းသိရပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1951ရက်အတွင်းကြားဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1951ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8464ဝက်ထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2998ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8319ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကကိုကြီးဆောင်ရှောက်ရဲ့အသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တောင်လင်ထိုင်းမြေနေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ 即使阿爸喺度，這是我都係繼續點買先。